ကူပါပီတီသူမဟုတ် နေမစီလမ်းစီကောက်ကေမစီတဲ့မြို့ကဘာမေကြီးရဲ့အောက်ကိုနည်းနည်းတူပြီးဟိုအောက်ကလိုက်ခေါင်းတွေထဲမှာအဆောက်နေထိုင်ကြသူတွေရှိတယ်ဆိုရင်ပြည်သူတို့အနေနဲ့ရုပ်ချင်မှရုပ်ပါလိမ့်မယ်ဒီတိထူးခြားတာကတော့မြကြီးအောက်မှာလူနေအေဒီတာမကပဲဟိုတယ်တွေသောင်းဆိုင်တွေရုပ်စင်ရုပ်တွေစပယ်ညာဆိုင်တွေရေကူးကနေပါစီနေပါသေးတယ်မြကြီးအောက်ကအိတ်ဆိုပြီးအထည်တော်မသေးလိုက်ပါနဲ့အခုပုံတွေထဲမှာမြင်ရတဲ့အတိုင်းကခန္ဓာနာလာလာပေါ့အိတ်ကြီးတွေပါဒီတော့ဒီနေရာဟာထူးထူးခြားခြားမြအောင်မြို့တော်တစ်ခုဖြစ်နေပါလေ အဲ့ဒီမျိုးနာမည်ကိုကူပါပီတီလို့ခေါ်ပါတယ်ကူပါပီတီမျိုးဟာဩစတြေးလျတောင်ပိုင်းမှာတည်ရှိပြီးတော့အဲ့ဒီမျိုးမှာနေထိုင်ကြတဲ့လူတွေအများစုဟာတပ်တုတွင်းလို့သမားတွေပါသူတို့တော်တော်များများဟာထိုင်းလူမျိုးတွေမဟုတ်ပဲနောက်မှရောက်လာကြတဲ့လူဖြူတွေပဲဖြစ်ပါတယ်အစတုန်းကတော့သူတို့ဟာအိမ်နဲ့ပါနဲ့ခံချပတ်ကြရလို့မဟုတ်ပါဘူးတပ်တုတွေတူထားတဲ့မိုက်တွင်းဟောင်းတွေကိုအိမ်လောက်ပြီးနေလိုက်ကြတာပါသူတို့အဲ့ဒီလိုမိုက်တွင်းတွေကိုအိမ်လောက်ပြီးတွေ့အောင်နေကြတော့ဩစတြေးလျထိုင်းနေတိုင်းသားတွေကသူတို့ကိုကြည့်ပြီးတော့ပြောလို့ရှိပါတယ်သူတို့နေတဲ့မြို့ကိုလည်းကူပါပီတီလို့နာမည်ပေးလိုက်ပါတယ် ဥပပိတိဆိုတာကတော့ဌာနတိုင်းသားပေရဲ့ဘာသာစကားမှာတွဲအောင်လူဖြူလို့အတိတ်ပဲရပါတယ်။နောက်ပိုင်းမှာအခြေချနေတိုင်းလာကြတဲ့အခါမှာအဲအကောင်စားတွေနဲ့ခက်ခက်ညံ့ညံ့သာသာနာပြည့်စင်နေထိုင်လာကြပါတယ်။လူအများပြားနေထိုင်လာတာနဲ့အမြအဲ့ဒီတမကပဲဆောင်းသောဆိုင်တွေရုပ်ရှင်ရုပ်တွေဟိုတယ်တွေဒီကုကတွေပြည့်စစ်ကိုအကြောင်းတွေပါဆီလာကြပါတယ်။ဒီတော့သူတို့နေရာဟာတခြားမြို့တွေလိုပဲမြို့ဧကဆဆုံလေလေနဲ့ပြည့်လာပါတော့တယ်။ဒါပေမဲ့တခြားမြို့တွေလိုနေဝင်စည်းစားအလားတို့မနေ့ခင်းအယုတ်တိစုခင်းတို့လိုနေရမှာပေါ့မြို့ထဲမှာဖက်တန်းစစ်စစ်နေတဲ့စမ်းချောင်းတို့ တော့အောင်တို့ကျင်းကြီးတွေတိဆုံနေကြတို့ဘာတစ်ခုမှမရှိပါဘူးသူတို့မျိုးဟာနေမရှိလမ်းမရှိကောင်းကင်မရှိတဲ့မျိုးပါစမ်းချောင်းမရှိတော့အောင်မရှိကျင်းကြီးတွေမရှိတဲ့မျိုးပါဒါပေမဲ့သူတို့ရဲ့လပ်ပါတပြတဲ့အိတ်လေးတွေကအိတ်ခမ်းငါးခမ်းပါတဲ့အိတ်တဲ့အိတ်ဆိုရင်ဒေါ်လာ1000ခွဲလောက်တန်ကြီးရှိပါတယ်တချို့အိတ်တွေဆိုရင်အိတ်ထဲမှာတွေ့ရီကုန်းကန်တွေတောင်ရှိပါသေးတယ်ဘာကြောင့်မြေအောင်မှနေကြတာလဲဒီပေါ်ဟာကူပါပီတီမျိုးကဟိုတယ်တစ်ခုရဲ့ပုံပါဟိုတယ်နာမည်က Desert Kit Hotel ကရယာကူလို့ခေါ်ပါတယ် ။ဘာဖြစ်လို့ဂရယကူလိုနိုင်မယ်ပြည်တဲ့ဆိုတော့ဂရယထဲကလိုင်ကူအတွင်းမှာအဲ့ဒီဟိုတယ်ကိုဆောက်ထားလို့ပါမယ်။ကူပါပီတီမျိုးစီးတဲ့နေရာဟာဂရယလေနီးခေါင်ပြင်ကြီးပါ။နေရာဒီမှာဆိုရင်ပူချိန်ဟာ90ဒီဂရီစင်တီဂရိတ်ထိမြင့်ပါတယ်။နေရာအောက်ကကြာလို့တွေပုံမှာချစ်ဦးကြော်လို့ရတဲ့အပူချိန်ပါ။အဲ့လိုမြင့်ကြီးပုံမှာချစ်ဦးကျင်တဲ့အပူချိန်စီးနေစဉ်မှာမြေအောက်မှာဆိုရင်အပူချိန်က25ဒီဂရီစင်တီဂရိတ်ပဲရှိပါတယ်။မြေကြီးပုံမှာနှွေးမြေကြီးအောက်မှာဆောင်းရွက်သည့်အနေထားမှာဒီတော့တတ်တူတွဲတူးတဲ့မိုင်းလက်သားတွေဟာမြေကြီးပုံမှာမနေကြတော့ပဲ။ မြေကြီးအောင်ကသူတို့တတုတူထားတဲ့လန်ခေါင်းကြီးတွေထဲမှာပဲနေကြပါတော့တယ်။ဒါကသူတို့မြေကြီးအောင်မှာနေကြချင်းရဲ့ဒီကအကြောင်းရင်းတစ်ချက်ပါ။မြေကြီးအောင်မှာနေရချင်းရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့တကြီးဝါကြီးစာပါလုံးလို့ပါ။မလောက်ပူလောက်တဲ့ရတဲ့ဥဒုကြောင့်တပည့်တွေမပေါတော့အိဆောင်ဖုံးရတက်ဈေးကတိတ်ကြီးပါတယ်။ဒါကြောင့်သူတို့ဟာအသက်စီပီတာလန်ခေါင်းတွေကိုပြုပြပြီးအိဆောင်နေထိုင်ကြတဲ့နေလန်းကိုရွေးချယ်ပေးပြလာကြတာပါ။ကူမပီတီရဲ့နောက်ဆုံးတပည့်ကြီးဟာ1952ခုနှစ်မှာတည်သွားခဲ့တယ်လို့ဆိုကြပါတယ်။အကောင်းဆုံးဥပဒေတည်မြှင့် ူပါပီတီမျိုးကတတုဒွေတီမှာဆွေနဲ့ကြမ်းမြင့်ရတနာအမျိုးမျိုးတွေ့ဖို့ရရှိပါတယ်။သူတို့တွေ့ထင်းတွင်ထက်ကမှနာမည်ကြီးဆုံးကတော့ဥပယ်ကြောက်ဝဲဖြစ်ပါတယ်။မြမလိုမဟုရဖလားသူမဟုတ်ကြောင်ကြောက်လို့ခေါ်ကြပါတယ်။လဘတဲ့ကြောင်ကြည့်လေးတွေဖြစ်ပြီးတော့လဲဝဲရတနာပစ္စည်းတွေမှာထက်သေးဝတ်စေလေးစီးကြပါတယ်။ကူပါပီတီမှာဥပယ်ကိုပထမဆုံးစာတွေ့ခဲ့တာက1915ခုနှစ်မှာဖြစ်ပါတယ်။မြေအောက်ကဘာတွေတူပွားလာကြမလား။ကမ္ဘာနိုင်ငံတော်တော်များများမှာရေအောင်ရထားလမ်းမြေအောင်ကားလမ်းမြေအောင်ပလာဇာ မြင်းအောင်ဈေးဆိုင်မြင်းအောင်ရုပ်ရှင်ရုံမြင်းအောင်ပြည့်နေကြီးတွေရှိကြပါတယ်ဒါပေမဲ့မြောင်မြို့တော်ကတော့တိတ်မြဲမြဲဆန်းဆန်းမရှိသေးပါဘူးဒူနီဆာနိုင်ငံဆာဟာရာတက္ကရာတောင်ပိုင်းကဘာဘာမြို့မျိုးတွေရဲ့ကြည်ရောက်တွေဟာလည်းမြင်းအောင်မှတိစောက်ခြားကြပါတယ်သူတို့ကလည်းပြည်ထန်လော်တဲ့အခုချေကိုဆောင်ဖို့နဲ့တိတ်ဝါဆာမမှုတို့ကြောင့်မြေကြီးအောင်မှအိမ်ဆောင်နေထိုင်ကြတာပါတူရကီနိုင်ငံကပတိုခီးယားမှာလည်းလူတွေဟာမြေကြီးအောင်မှဒါမှမဟုတ်တောင်စောင်းမှလိုင်ကောင်းတွေပြုလုပ်ပြီးနေထိုင်ကြပါတယ်။ယခုချိန်ဒီလဲနေထိုင်ကြဆဲပဲဖြစ်ပါတယ်။ ။ယူရိုနိုင်ငံမှာလည်းကြောက်ဆောင်တွေကိုထွက်ပေါက်အိမ်ဆောင်ပြီးတော့နေထိုင်ကြသူတွေရှိပါတယ်။ဂျပန်နိုင်ငံမှာတော့မီဒီယာဆာပါလော်ဘီလူဦးရေအဆမတတ်ထူထပ်ကြီးကြပ်နေတဲ့ပြဿနာကိုဖြေရှင်းဖို့တိုက်စေးကော်ပိုရေးရှင်းက Ares Rena မြင်းနဲ့မြောင်းမြူတော်တည်ဆောက်ဖို့အဆိုပြုထားတာတွေရှိပါတယ်။အဲ့ဒီမြို့တိဆောက်ဖို့တွင်ကနအူးကုန်ကျစရိတ်ဒေါ်လာ၄ဘီလီယံခွဲကုန်မှဖြစ်ပြီးတော့အဲ့ဒီမြို့မှာလူဦးရေတသိန်းနေမယ်လို့ခန့်မှန်းထားပါတယ်။ဒီတော့အနာဂတ်မှာလူတွေဟာမြကြီးအောင်အိမ်ဆောင်နေထိုင်ကြတာတွေမြေအောင်မြို့တို့တွေတိဆောက်နေထိုင်ကြတာတွေပုံများလာနိုင်မယ်လို့သူတို့ကမှန်းဆကြပါတယ်။ ဒါပေမဲ့စဉ်းစားစရာပြဿနာကတော့နေမရှိလမ်းမရှိကောင်းကင်မရှိတဲ့မြို့တွေမှာလူတွေနေချင်ကြပါမလားဆိုတဲ့အချက်ပါဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲပြတ်တဲ့ဘူသူရရစီမဲ့နောက်ထပ်ဗီဒီယိုတွေကိုဖန်တီးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like follow subscribe လုပ်သားပေးကြပါလို့တောင်းဆိုလိုက်ရပါတယ်အဆုတ်ထိပ်လိုက်ပါကျေးဇူးပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ